ားလုံးပဲမင်္ဂလာပါသမင်းစားတိုင်းအခုလိုအရွက်ကြော်လေးတွေပါမှာစားတတ်တဲ့ညီကိုတွေအတွက်တော့မိုးကစွန်းရွက်ပစွန်းကြော်လေးကိုအချိန်လေး၄မိနစ်လောက်ပေးပြီးတော့အရသာရှိရှိကြော်နီလေးလာပြီးတော့အမြတ်ဝေပေးပါမယ်ခင်ဗျာကစွန်းရွက်ကိုတော့နှူးညံ့မှုရှိတဲ့ကစွန်းရွက်ကိုတုံးထားပေးပါမိုးဆိုလို့ရှိရင်လည်းကိုကြိုက်နေတတ်တဲ့မိုးလေးကိုရွေးသုံးလို့ရပါတယ်ခင်ဗျာပစွန်းကြတော့အရသာလေးနေထားပေးပါနော်အရင်ဆုံးကြော်မဲ့အိုးလေးထဲမှာရေလေးအသင့်တင်လောက်ထည့်မယ်အရသာနေထားတဲ့ပစွန်းလေးတွေကိုအနှံ့လေးမွေးသားတဲ့အထိလော်ပေးပါမယ်ခင်ဗျာအရသာကိုကြတော့ကျွန်တော် ဆွနင်းမုံလီနဲ့စားနေနေပဲနေထားပြပါတယ်။အနေတော့ကြက်သွားပြီဆိုလို့ရှိရင်တော့နောက်ထပ် OD ထဲမှာစီလေးအသင့်ထားထည့်ပါမယ်။ပပါရီထားတဲ့ကြက်သွုံပြူလေးတွေကိုအနေတော့ထည့်မယ်။ဆွနင်းလေးအသင့်အသင့်ထားထည့်ပါမယ်နော်။မီးလေးပုံမှန်တော့လည်းကြက်သွုံပြူအနှံ့လေးတင်းပြန့်သွားတဲ့အထိကျွန်တော်တို့ထိုက်ပြီးတော့ကြော်ပေးပါမယ်။ကြက်သွုံပြူအနှံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒီနဲ့တန့်စင်အောင်စီထားတဲ့မိုးလေးတွေကိုကျွန်တော်တို့ထည့်ပါမယ်ဗျာ။မိုးမှာအချို့အရသာရှိပြီးသားမို့နောက်ထပ်အရသာလေးကိုကြတော့ကျွန်တော်အသားအမုံလေးအနေတော်လေးထပ်ပြီးတော့ထည့်ထားပေးပါရစေ။ မိုးလည်းအချိန်ကြာကြီးကြော်ပေးစရာမလိုပါဘူးခင်ဗျာမိုးတဲကရှိတဲ့အရေးလေးတွေအနီတော်လေးတွေထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မီးလေးကိုပုံမှန်လောက်ထားနောက်ထပ်ကစွန်းရွက်လေးကိုထပ်ထည့်လို့ရပါပြီညာအရသာကိုကြတော့ကျွန်တော်ခရုစီလေးအတင်းတင်းထပ်ထည့်တယ်နောက်ထပ်ပဲငန်းပြကြီးတွေအနီတော်လောက်ထပ်ထည့်ထားပါတယ်ခင်ဗျာ ကစွန်းမှာဆိုလို့ရှိရင်လည်းအမျိုးအစား3-4မျိုးရှိတာမို့လို့ကိုကြိုက်နှစ်သက်တဲ့ကစွန်းလေးကိုရွေးပြီးတော့ကြော်ချက်လို့ရပါတယ်နော်။မီးလေးကိုနည်းနည်းလေးပြင်းပြီးကစွန်းရွက်လေးတွေအနည်းတော့နွမ်းသားတဲ့တည်းကျွန်တော်တို့ထည့်ပြီးတော့ကြော်ပေးပါမယ်။ချိန်လေးကြာလာလို့ကစွန်းရွက်လေးလည်းနွမ်းလာပြီဆိုလို့ရှိရင်တော့ကျက်နေအောင်လော်ဟာတဲ့ပဇွန်လေးတွေကိုထည့်လို့ရပါပြီ။တကယ်လို့ပဇွန်မကြိုက်ဘူးဆိုလို့ရှိရင်လည်းထည့်ပေးစရာမလိုပါဘူးခင်ဗျာ။ ခါ66လေးကြိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကြော်သလို66လေးကြော်နေရပါတယ်ဆူဆူလေးကြိုက်တယ်ဆိုလို့ရှိရင်လည်းရည်လေးအင်းတင်းတင်းထထဲလို့ရပါတယ်เนาะအပေါငံရတာကိုကြတော့ကိုစိတ်ကြိုက်မြည်ပြီးဆိုလို့ရှိရင်တော့ကိုသုံးဆောင်မဲ့ဘန်လေးထဲမှာထည့်ပြီးသုံးဆောင်လို့ရပါပြီခင်ဗျာ စီပြန်ဟင်းနေစားသွားတာယူသွားပြီဆိုလို့ရှိရင်တော့အခုလိုညနေစာဖြစ်ဖြစ်နေ့လယ်စာလေးပဲဖြစ်ဖြစ်ပုပ်ပပပချက်စားခြင်းနဲ့ချင်းညီကိုတွေအတွက်ဒါလေးလိုက်ပြီးတော့ချက်စားကြကြည့်ပါခင်ဗျာထမင်းပူပူလေးနဲ့စားမယ်ဆိုလို့ရှိရင်လည်းအရန်ကမှအရသာရှိတယ်ဟင်းပွဲလေးလည်းပြောလို့ရပါတယ်เนาะဒီနေ့ကျတော့ကျွန်တော်အသင့်စာကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့နန်းကပိကြော်လေးနဲ့စားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ product လေးတွေကိုအားပေးချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြထားတဲ့အကောင့်ထဲမှာလာရောက်အားပေးလို့ရပါတယ်ဗျာ ကဲအားလုံးပဲနံပီးကြော်မမွေးလေးရယ်ပြီးလို့ရှိရင်မိုးရယ်ပဇွန်ရယ်တို့ရက်ကြီးကြော်ထားပါတော့ပြီးလို့ရှိရင်မင်းရချက်လာတဲ့ချက်တိုင်းရယ်စားခပါဘူးဗျာလာလာနံပီးကြော်ကဒီလိုတမောက်နေရတာနော်ဟုတ်လာမင်းနေပါတော့အများကြီးနေ coming. Okay. Good luck. Good luck. ားတာအစင်ကြီးဟာဒီလိုတော့ဘာလည်းထားပြလာလို့ကိုချမတို့တော့ဝယ်နေဖတ်တဲ့ဆိုင်ကအဲ့တော့ငားရရောင်းလို့ ပါဒီတထောက်ဆိုလို့ရှိရင်ထမင်းအစားနဲ့တပတ်ကြော်တော့စားမယ်နော်ဒါအထုတ်သေးသေးပါအထုတ်ကြီးရတယ်ကြောင်ကြောင်ခွင့်ကြီးကြီးနော် နံငပီကြော်လေးတွေစားချင်တယ်ဆိုလို့ရှိရင်ချင်းဝါးတွေထဲမှာမာယူရအောင်เนาะသူကတော့အရသာလေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်စားပြားတလောက်ပဲစားပါเนาะတပကံဆိုလို့ရှိရင်အများကြီးမစားပါနဲ့ဟုတ်ချင်တယ်ဆိုတော့အောက်ကချင်းဝါးတွေထဲမှာနေပြပါနောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်ထပ်ပြီးတော့တွေ့မယ်เนาะဘိုင်